အားလုံးပဲမင်္ဂလာပါဒီနေ့ဆရာရဲ့ဗီဒီယိုမိတ်ဆွေတွေကိုအထူးမေတ္တာလက်ဆောင်ပေးချင်တာကတော့လူလောကထဲမှာနေလာတဲ့ခါမှာမိမိကိုမဟုတ်တန်တရားဆွဆဲပြောဆိုခံရတာတွေမိမိရဲ့နာမည်ကုန်သတင်းပျက်စီးအောင်မိမိရဲ့စီးပွားရေးတွေဆုတ်ယုတ်ပျက်စီးအောင်တိုက်ခိုက် ဝေဖန် ပြောဆိုခံရတာတွေကြုံလာရတတ်ပါတယ်အဲဒီလိုကြုံလာတဲ့ခါမှာမိမိဒုက္ခပေးတဲ့သူတွေကိုတံပြန် တက်ရောက်စေမဲ့တံပြန်အကျိုးတက်ရောက်စေမဲ့ဂမ်ဘီရာနီလေးတစ်ခုကိုအထူးမေတ္တာလက်ဆောင် ပေးခြင်းပါတယ်နော်မိမိကိုမဟုတ်တန်တရားပြောတဲ့သူတွေဒုက္ခပေးတဲ့သူတွေကိုထီးလက်ရောက်နှောက်ရတဲ့သူတွေကိုဒုက္ခပြန်ရောက်စေမဲ့ဂမ်ဘီရာနီဖြစ်ပါတယ်အရင်ဦးဆုံးအနေနဲ့ဆက်ရဗီဒီယိုလေးကိုအပေါင်းလေးကိုနေအသေးပေးပြီးတော့ share လေးတွေလုပ်ပေးပါအခုဆရာပြောမဲ့ကံပီရာနီဟာဘာသာဝင်မြေတိဘာသာဝင် မဆိုပြုလို့လို့ရပါတယ် အရန်ကြီးခဲခက်ခဲကြီးလည်းမဟုတ်ပါဘူးဒါပေမဲ့အရန်ထိရောက်ပါတယ်ဆရာတို့ရဲ့ဒီ algorithm ခေါ်တဲ့ logic ပညာမှာအရန်ဆွမ်းထက်တဲ့ဤဖြစ်ပါတယ်နော်သူကအခုမိမိကိုဒုက္ခပေးတဲ့သူကဥမာပေါ်မောင်ဖြူမောင်နီဘသူပဲဖြစ်ဖြစ်ပေါ့နော်အဲယောက်ျားလေးပဲဖြစ်ဖြစ်မိန်းကလေးပဲဖြစ်ဖြစ်အဲ့ဒီမိမိကိုဒုက္ခပေးတဲ့သူမိမိကိုမဟုတ်တန်တရားပြောဆိုနေတဲ့သူရဲ့အဲ့ဒီလူနေထိုင်တဲ့အယက်မျက်နာဘက်ကိုမျက်နာမူလိုက်ပါနော် ။ तू ဟာဥမာပေါ့တောင်ဘက်ရက်မှာနေတယ်ဆိုရင်တောင်ဘက်ရက်ကိုမျက်နှာမူပေါ့နော်။ तू ကမြောက်ဘက်ရက်မှာနေထိုင်တယ်ဆိုရင်မြောက်ဘက်ရက်မှာမျက်နှာမူ။မိမိကိုဒုက္ခပေးတဲ့သူကအရှိဘက်ရက်မှာနေတယ်ဆိုရင်အရှိဘက်ရက်ကိုမျက်နှာမူ။မိမိကိုဒုက္ခပေးတဲ့သူကတောင်ဘက်ရက်မှာနေတယ်ဆိုရင်လည်းတောင်ဘက်ရက်ကိုမျက်နှာမူရမယ်နော်။အဲ့ဒီလို तू နေထိုင်တဲ့ကိုယ့်ရဲ့ရန်သူနေထိုင်တဲ့ဘက်ကိုမျက်နှာမူလိုက်ပါ။မျက်နှာမူပြီးတော့လေထဲမှာ6000ကျယ်ပုံစံဆွဲရမယ်ဗျာနော်6000ကျယ်6000ကျယ်ဆိုတော့မိတ်ဆွေတို့ ကြားဘူးမြင်ဘူးတော့ပါတယ်နော်ဆရာနမူနာဆွဲပြမယ်နော်6000ကျော်ကို6000ကျော်လေထဲမှာလက်ညိုးလေးနဲ့6000ကျော်ပုံစံဆွဲရမယ်ဗျာနော်6000ကျော်ဆိုတော့တတိကံနှစ်ခုကိုထပ်ထားတဲ့ပုံဖြစ်ပါတယ်နော်အဲ့လေထဲမှာ6000ကျော်ဆွဲလိုက်ပါ6000ကျော်ကိုမိษွေတို့မမြင်ဘူးမှာဆိုလို့ဒီမှာဆရာနမူနာပြလိုက်တယ်နော်ဒါ6000ကျော်ပေါ့နော်တတိကံနှစ်ခုထပ်ထားတဲ့ပုံဖြစ်ပါတယ် เนาะဒီတတိကံနှစ်ခုထပ်ထားတာပုံက6ရောင်းကျဖြစ်ပါတယ်เนาะအဲ့မိမိကိုဒုက္ခပေးတဲ့သူရဲ့အရမျက်နှာဆနာဆရာပြောတဲ့အတိုင်းပဲအရမျက်နှာမူမြူပြီးတော့လေထဲမှာလက်ညိုးလေးနဲ့6ရောင်းကျပုံစံကိုဆွဲလိုက်ပါဆွဲပြီးပြီဆိုတာနဲ့ငါ့ကိုဒုက္ခပေးတဲ့ဥမာပေါ်မောင်းဖြူဆိုရင်မောင်းဖြူเนาะငါကိုပေးတဲ့ငါကိုဒုက္ခပေးတဲ့မောင်းဖြူဟလာဘာဖြစ်ပါစေညာဖြစ်ပါစေပေါ့ဗျာမိမိဖြစ်စေခြင်းတဲ့ဆန္ဒကိုပါဇက်ကနေပြောပြတာ ਨੇ လေထဲမှာ6တောင်းကျယ်ဆွဲလိုက်ပါ တရက်ကိုတစ်ခါလောက်လှုပ်ပေးလိုက်ပါเนาะရပိုင်းတွင်းမှာပဲတင်းကိုဒုက္ခပေးနေဒုက္ခပေးနေတဲ့သူဟာသူ့ဟာနဲ့သူသူ့လမ်းနဲ့သူ သွားပါလိမ့်မယ်เนาะတင်းကိုဒုက္ခလုံးဝမပေးနိုင်တော့ပါဘူးเนาะသူ့စိတ်နဲ့သူ အားလုံးပြီးသွားပါလိမ့်မယ်အခုဆရာပြောပြခဲ့တဲ့တံပြန်ဂံဗီရအစီရင်လေးဟာ မိတ်ဆွေတို့အားလုံးအတွက်အကျိုးရှိတယ်ဆိုရင်ဆရာရဲ့ဗီဒီယိုလေးကိုအပေါင်းလေးကိုနှိပ်အသေးပေးပြီးတော့ share လုပ်ပေးခဲ့ပါမိတ်ဆွေတို့ရဲ့နိစ္စရာပတ်ဝန်းကျင်ကတငယ်ချင်းပေါင်းသင်းတွေကိုလည်းတဆင့်ပြန်လဲမျှဝေပေးပါဆရာရဲ့ဖုန်းနံပါတ်ကို ပေးပြီးတော့လည်းမေးခိုင်းလို့ရပါတယ်ဆရာကတော့ဆရာကြီးမင်းတိုင်ခါဤတပြည့်ရင်ဆရာရဲမှန်အောင် ဖြစ်ပါတယ်ဆရာထံမှာဗီဒီယိုမေးခြင်းတဲ့လက္ခဏာမေးခြင်းတဲ့တတော်ဗီဒီယိုဧကန်တဗီဒီယိုမေးခြင်းတဲ့မိတ်ဆွေတွေက ဆရာကိုဓာတ်ရိုက်ဖုန်းခေါ်ပြီးတော့မေးလို့ရပါတယ်ဘေးရန်ညံပူဇော်ကယူပါတယ်เนาะပြီးတော့အိမ်ရောင်းကျင်တာခြံရောင်းကျင်တာမြေရောင်းကျင်တာကားတွေကြောက်တွေဆက်ပစ္စည်းတွေဆိုင်ကယ်တွေတံပိုးကြီးပစ္စည်းတွေအများဆုံးရောင်းထွက်စေဖို့အထူးဓာတ်ရိုက်ဒက်စင်တွေပြုလုပ်ပေးပါတယ်အာမခံတယ်ပါပြီးတော့ခြေရင်းမှာတစ္ဆာဖောက်ခံရတာအိမ်တောင်ရေးဖောက်ပြန်ခံရတဲ့မိတ်ဆွေများလည်းဆက်သွယ်ပေးပါပြီးတော့ကျမ်းမာရေးသေးတဲ့ညံ့နေတဲ့လူနာတွေ အောက်လန်းပညာတွေနဲ့တိုက်ခိုက်ခံထားရတဲ့မိတ်ဆွေများလည်းဆက်သွယ်ပေးပါပြီးတော့အကျွေးတွေပြန်ရဖို့အကျွေးတွေကြေဖို့နေ့စဉ်ငွေကြေးလက်လာဘတွေပွင့်လန်းစေဖို့ဈေးရောင်းကောင်းစေဖို့လောင်ကစားရှုံများနေတဲ့မိတ်ဆွေတွေအမြတ်ငွေတွေချက်ချင်းရအောင်ပုံနကနတ်မင်းကြီးရဲ့အစီအရင်တွေဆောင်ရွက်ပေးပါတယ်ပြီးတော့အိမ်ကားထွက်သွားတဲ့ယောက်ျားမိန်းမအသည်းမီးတွေချက်ချင်းပြန်လည်ရောက်ရှိလာစေဖို့ပြောက်သွားတဲ့တံပိုးကြီးရတနာပစ္စည်းတွေချက်ချင်းပြန်လည်ရရှိစေဖို့ ဘဝရဲ့ရည်မှန်းချက်တွေပြည့်စုံလာစေဖို့အမှုခင်းကိုနိုင်ဖို့ရန်သူတွေကို အောင်မြင်ဖို့မိမိလုပ်နေတဲ့လုပ်ငန်းဆောင်တာတွေမှာအောင်မြင်တိုးတက်ကြီးပွားချမ်းသာစေဖို့အောင်မြင်တဲ့အမှုပညာရှင်ကြီးတွေဖြစ်စေဖို့ယာထူးတိုးဖို့နေရာကောင်းရဖို့လက်ရှိနေရာမှာတည်မြဲစေဖို့လက်ရှိနေရာကနေပြောင်းရွှေ့ခွင့်ရစေဖို့ လိန်တူချစ်သူများအစဉ်ပြေစေဖို့မိဘစကားနားမထောင်တဲ့သားသမီးတွေမိဘစကားနားထောင်လာစေဖို့အဖန်စီချုံအောင်ခံရတဲ့မိတ်ဆွေများလည်းအဖန်စီချုံအောင်ကနေချက်ချင်းလွတ်မြောက်စေရန်အထူးရရာစီမံဆောင်လက်ဖွဲ့တွေဆောင်ရွက်ပေးပါတယ်။ပြီးတော့ကလေးနာမည်ပေးဆိုင်နာမည်ပေးလုပ်ငန်းနာမည်ပေးကုမ္ပဏီနာမည်ပေးအမှုပညာနာမည်ပေးတွေဆောင်ရွက်ပေးပါတယ်။ပြီးတော့အိမ်သစ်ဆောက်ရန်နေကောင်းရတာရွေးချယ်ခြင်း ဆိုင်သက်ဆောက်ရနေကောင်းရတရွေးချယ်ခြင်းကုမ္ပဏီစတင်ဖွင့်လှစ်ခြင်းတွေနေကောင်းရတရွေးချယ်ပေးခြင်းအခါပေးခြင်းပေါ့မင်္ဂလာဆောင်အခမ်းအနားတွေအတွက်ဟလာမင်္ဂလာဆောင်တွေအတွက်နေကောင်းရတရွေးချယ်ပေးခြင်းအလူမင်္ဂလာရက်ရက်ကောင်းနေကောင်းရတရွေးချယ်ပေးခြင်းကလေးမိဖွားရန်ခွဲစိတ်ရန်နေကောင်းရတရွေးချယ်ပေးခြင်းစသည့်အပြင်အခါပေးမင်္ဂလာများကိုလည်းဆောင်ရွက်ပေးပါတယ်ဆရာရဲ့ဖုန်းနံပါတ်က399 956 88 858 ပြီးတော့39ကို98 34 256ဖြစ်ပါလေเนาะအဲ့ဒီ39ကို956 88 858အဲ့ဒီဖုန်းနံပါတ်က Viber အကောင့် Telegram အကောင့်ရှိပါတယ်အဲ့ဒီအကောင့်တွေကနေပြီးတော့ဆက်သွယ်ပြီးတော့မေးလို့လည်းရပါတယ်เนาะပြည်ပမှာနေထိုင်ကြတဲ့မိတ်ဆွေတွေကတော့အဲ့ဒီအကောင့်တွေကနေပြီးတော့ဆက်သွယ်ပြီးတော့မေးကြပါပြည်တွင်းကမိတ်ဆွေတွေကတော့ဆရာကိုတိုက်ရိုက်ဖုန်းခေါ်ပြီးတော့မေးကြပါ ရှားရဲ့ဘီရင်ဟောကမှာလာမေးကျင်တဲ့ဆိုရင်တော့နော်ကုံကျေးရွာရေဦးမြို့နယ်စကိုင်းတိုင်းမှာဆရာနေပါတယ်။ရှားရဲ့ဘီရင်ဟောကမှာလည်းလာမေးလို့ရပါတယ်နော်။မလာခင်မှာဆရာကိုဖုန်းကြိုဆက်ပေးပါ။ခွန်ရသားသမီးအားလုံးကျမ်းမာချမ်းသာကြပါစေ။စီဝါလလပါတွေတိုးတက်ကြပါစေ။အခြေရေးအိမ်တော်ရေးတွေမှာတာယာပျော်ရွှင်ပြီးတော့လောကကောင်းကျိုးသာရနာတော်ရဲ့ကောင်းကျိုးကိုကောင်းစွာရွတ်ဆောင်နိုင်သော မျိုးကောင်းသားမျိုးကောင်းသမီးများဖြစ်ကြပါစေလို့ဆရာကစုမုံကောင်းတောင်းပေးလိုက်ပါတယ်နော်